ေဒီရူးချန်နယ်လေးကပြန်လဲကြိုးဆိုပါကြပါနော်နေဘာလို့ပြောချင်လဲဆိုတော့မိုးကုတ်မူးမိတ်ကိုပေါ့နော်မိုးကုတ်မူးမိတ်ကိုနော်ဘူးဝကူညီမောဆိုတော့နော် KIA ကကူညီမောဆိုတာနော်ဘူးကပြောတယ်ပေါ့နော်သူတို့ဒါကရန်ကုန်ခေတ်ကမေးမြန်းထားတဲ့အရာပေါ့နော်သူတို့ဆက်သွယ်ပြီးမေးမြန်းထားလို့ဘူးကပြန်ပြောတဲ့အရာကိုပြောတာနော်ခင်ဗျာ ဒါတော့ခတ်သိုးသိုးပဲနာခတ်သိုးသိုးပဲနောက်ဘာလို့ကြားလို့ချို့ရကျွန်တော်ပြောပါတယ်အခုအတန်နေတန်နေထွက်နေတော့ဟုတ်တစ်ခေါက် MMD တော့လည်းအတန်နေထွက်ခဲ့ရပဲလीနော်အတန်နေထွက်နေရပဲကျတော့မြင်သာဖို့လိုတယ်နော်မမြင်သာဝေးဆိုလည်းမတတ်နိုင်ဘူးဗျာနော်မမြင်သာဝေးဆိုလည်းမတတ်နိုင်ဘူးများတို့ဟိုအတန်နေရတော့ဟိုနာတက်တက်ဒီနာတက်တက်ဟိုနာတက်တက်ဒီနာတက်တက်ရတော့ထွက်နေရပဲလी ဟုတ်တယ်မလားကြတော့ဒီမှာကြိုင်ရเนาะနော်ဘူးတဲ့နော်ပြောထားတဲ့ဟာလေးကြီးချက်နာအဲ့ဒါကိုရန်ကုန်ခေတ်ကမင်းများထားတဲ့ဟာကိုနော်ဖွင့်ပြပါဒီမှာချက်နာတော့လဲ DNA လေးစုတ်ခွာမဲ့မိုးမိတ်မျိုးက ABSDF အပါဝင် PDF တတွေကို KIA ကစည်ရေးအကူအညီပေးမှာဖြစ်တယ်လို့ GIO ပြောခွင့်ရဘုံကြီးနော်ဘူးကိုတိုင်ရန်ကုန်ခေတ်ကိုအတိအပြုပြောဆိုလိုက်ပါတယ်ဒါပြင် လက်ရှိ DNA လေးစုတ်ခွာမဲ့မိုးမိတ်မြို့နယ်မှာ KIA တရင်တွေလည်းရှိနေပြီဖြစ်တယ်လို့ပြောထားသလိုမြို့နယ်ဒဲမှာရှိတဲ့ ABSDF တပ်တွေ PDF တပ်တွေနဲ့အတူ KIA တရင်တွေပါပူးတွဲအထိုင်ချထားပြီဖြစ်တယ်လို့လည်း GIO ပြောခွင့်ရဘုံမကြီးနော်ဘူးကပြောထားပါတယ် KIA အနေနဲ့ကတော့အဲ့ဒီ DNA လေးစုတ်ခွာမဲ့မိုးမိတ်မြို့နယ်ပတ်သက်လို့ KIA ကအဓိကဥဆောင်ပြီးစစ်ရေးအရာဆောင်ရွက်တာမျိုးမဟုတ်ပဲ မြို့နယ်ကိုကာကွယ်မဲ့ ABSDF အပါဝင် PDF တပ်တွေကို GIA ဘက်ကစီရင်အရာအကူအညီပေးမှဖြစ်တယ်လို့ဗိုလ်မကြီးနော်ဘုကရှင်းပြထားပါတယ်လောလောဆယ်တော့ GIA ကမုံမိတ်မြို့နယ်အတွက်စီရင်အရာအကူအညီပေးဖို့ GIA တရင်34ကိုမဟာမိတ်တပ်တွေဖြစ်တဲ့ ABSDF တပ်တွေ PDF တပ်တွေနဲ့အတူအတိုင်းချထားပြီဖြစ်တယ်လို့လည်းဗိုလ်မကြီးနော်ဘုကရန်ကုန်ခေတ္တကိုပြောထားပါတယ်တဖက်ကမုံမိတ်ခိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမုံမိတ်ခိုင်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေအရာ ဘလို့အခက်ခဲပဲရှိရှိပြည်သူနဲ့အတူတသားတဲ့ရက်တီနေတဲ့အကြောင်းနဲ့အကျန်းဖက်စစ်တဲ့လက်အောက်ကိုမုံမိတ်မြို့မရောက်အောင်ကာကွယ်ပြီးဒေါ်လန်ရေးပန်းနိုင်စီကိုမဟာမိတ်တပ်တွေနဲ့အတူခြိတက်သွားမှာဖြစ်တယ်လို့လည်းပြောထားပါသေးတယ်။တစ်ဖက်က DNL စုခွာမဲ့နောက်ထပ်မိုးကုံမြို့နယ်ကိုလည်း NG တပ်တွေမန္တလေး PDF တပ်တွေအပါအဝင်ဒေါ်လန်ရေးတပ်တွေအများပြားဝင်ရောက်နေရာယူထားပြီးမြို့ကိုကာကွယ်သွားမှာဖြစ်တယ်လို့လည်းအတိအထုတ်ပြန်ထားကြသလိုအခုတခါမုံမိတ်မြို့နယ်ကိုပါကာကွယ်ဖို့အတွက်ကိုလည်း တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာအင်အားကြီးမတဲ့ KIA တပ်တွေက ABSDF အပါဝင် PDF တပ်တွေကိုစီရင်အရအကူအညီပေးမှာဖြစ်တယ်လို့ GIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကိုတိုင်ပြောထားပါတယ်ခင်ဗျာကဲကြတော့ KIA ဘာလဲပယ်လဲပေါ့နော်အခုသတင်းတက်တက်တဲတဲကြားနေရတာအဆွေနှုတ်ပွဲတွေဘာညာကူကွာယူတာဒါမြင်သာတဲ့အရာပဲဒါသူတို့ဆက်သွယ်ရေးမေးမြန်းတာဟုံးမဟုတ်တေချာမေးလေတေချာမေးလေကွာတေချာမေးဟုံးမဟုတ်တေချာမေးတဲ့နေရာ နော်အဲ့ဒါမလို့တချို့ຢာချို့ຢာခင်ဗျားတို့ယုံနေတော့ခံဖို့ဆိုတာဒါပဲရှိတာပဲယုံနေတော့ခံဖို့ဒါပဲရှိတယ်နော်ဘလို့ပြပြရမှာတော့မသိတော့ကျွန်တော်တို့နော်ဒါမှယုံကြည်တယ်ပြုတယ်ဆိုလည်းခံနော်သူတို့ရအောက်တော့လည်းပြောပြကျွန်တော်တို့လိုင်းသာမျိုးနဲ့လက်ကန်းကွာရောက်နေပါပြီဆိုပြီးတော့လက်ကန်းကွာရောက်နေမှာမကုတ်ခဲလိုက်တော့အခုဖောက်ပြန်နိုင်ပြတ်လာပြီလေ လက်တကွမ်းကရောက်နေတယ်ကုတ်ခဲလိုက်ဘောမကုတ်ဘူးလေမကုတ်တော့ပါစေတော့ကိုကလာညင်ညိုင်းညင်ညိုင်းပြောနေဝါဆောက်ဖက်တော်မလို့လေနှောင်းချင်းနှောင်းချင်းဖွဲ့သီးပုံကိုခင်ဗျအဲ့ရဂွမ်းမောကိုယ်တိုင်ပြောတာနှောင်းချင်းဖွဲ့သီးပုံကိုထောက်လဲမခံသလိုဘာမှလည်းမပြောဘူးလို့ပြောကြသူတို့တိုင်းသူတို့သွားမှလို့ပြောကြအဲ့ဒါသူ့ပါဇက်ကပြောထားတာနော်ဂွမ်းမောပါဇက်ကပြောထားတာခင်ဗျအဲ့လောက်ပြောထားတဲ့အရာတခုအတေးရောကရောတင်းကရောဆွဲပြီးတော့စီနေတယ်ညှိနေတယ်ဆိုတာတော့ခင်ဗျ စောက်ရင်းပါတဲ့ရပဲခင်ဗျာချေဥသိသိကိုယ်တိုင်ခံခဲ့ရတာလေအဲကျွန်တော်တို့လက်တကန်းကရောက်နေပါပြီဆိုပြီးတော့ခင်ဗျာပြောပြီးတော့နော်ချေရေးအတွက်ပြုရေးအတွက်အဲကျွန်တော်တို့အကြတော့မသိဘူးကျွန်တော်တို့တော့မသိဘူးနော်တစ်ခါသေးဘူးလဲမမပြင်ဖို့မမနှစ်ခါသေးဘူးလဲပြင်ဖို့မမသုံးခါသေးဘူးလဲပြင်ဖို့မမဆိုတော့စီပလင်းဆောင်တာပေါ့ဗျာဒါပဲရှိတာပဲ ချင်းချင်းလေးနော်တက်သေးလေးကျွန်တော်ပို့ပြောနေမှမဟုတ်လေခင်ဗျားတို့ဒါစဉ်းစားဖို့ပြောနေတယ်လေခင်ဗျားဒါတက်သေးလေးလေခင်ဗျားဟုတ်တယ်မလားနာရန်ဆရာကိုဆောင်တာရှင်းရှင်းလေးပဲ